တချို့မိန်းကလေးတွေဘယ်တော့မှမပြောနိုင်ဘူး။ဘာကြောင့်လဲ။ကိုချစ်သူကိုအမျိုးသားကို အနိုင်ယူဖို့ပဲတည်တာဟုတ်။ဟိုကတော့ကိုကိုချစ်လို့အလျှော့ပေးတာပေါ့။ကိုကလည်းအိမ်မှာလည်းအနိုင်ယူသလို တငယ်ချင်းတွေရှိမှလူတွေကြားထဲမှာလည်းပူပူပြီးစိုးပြတာပေါ့။ပြီးရင်အိမ်ရောက်ရင်လည်းခတ်တင်းနေမယ်နော်။ငါဘယင်မပေါ့။ယောက်ျားတွေဆိုတာကြားစိတ်အပြည့်ရှိတယ်ဆိုတာကို မမေ့ပါနဲ့ကြားစီဆိုတာကာမဆက်ဆံခြင်းနဲ့စိတ်တစ်ခုကိုပဲပြောတာမဟုတ်ဘူးကြားဆိုတာအမဲလိုက်တယ်တတ်စားတယ်သူ့ကိုထိရင်ပြင်းပြင်းထန်ထန်တုံ့ပြန်တယ်အဲ့ဒီကြားစိတ်စစ်စစ်ကြီးကိုသူတို့ကအမဲချိုးနေထားရတာချက်လို့ဘယ်ချိန်မှအဲ့ဒီကြားစိတ်စစ်စစ်ကြီးဘွားကနေပေါ်လာမလဲဆိုရင်သူ့မာနကို ထိခိုက်သွားတဲ့အခါခမည်းတော်တတိထားမိပါလိမ့်မယ်ယောက်ျားလေးတယောက်ဟာမိန်းကလေးအနိုင်ကျင့်သမျှကိုအမြဲသိငီးခံနေတာသူ့ပေါ်ဘလောက်ရိုင်းရိုင်းသူ့ကိုဘလောက်စော်ကားစော်ကားသူ့ကိုဘယ်လိုချိုးနှိမ်ပြီးတော့ဆက်ဆံသည်ဖြစ်စေသိငီးခံနေဒါပေမဲ့တစ်ချိန်ချိန်မှာဒီမိန်းကလေးပြောလိုက်တဲ့စကားတခွန်းသူ့ရဲ့လုံရတစ်ခုကြောင့်လုံးဝသိမခံနိုင်တော့ဘဲနဲ့ နောက်ကိုလုံးဝပြန်လဲမကြည့်တော့ဘဲနဲ့ကြော်ခိုင်းထွက်ခွာသွားလေရှိတယ်။အဲ့ဒါသူ့ရဲ့ယောက်ျားမာနကိုထိခိုက်သွားလို့ကျွန်တော်တို့ယောက်ျားလေးတွေအားလုံးဟာအဲ့ဒီယောက်ျားမာနကိုထိခိုက်သွားပြီဆိုရင်ဘယ်လိုမှပြန်ချောလို့မရတော့တဲ့လူစားတွေပါ။တချို့မိန်းကလေးတွေကသူတို့လူကိုကြည့်လို့ကိုမရတာ စကားပြောပုံကိုလည်းဝေဖန်တာပဲကားမောင်းရင်လည်းဝေဖန်တာပဲလမ်းလျှောက်ရင်လည်းဝေဖန်တာပဲနောက်ဆုံးညအတူအရင်တော့အသက်ရှူတန်ကျဲလွန်းလို့တဲ့ကျွန်တော်လိုတညလိုအတကုံဟောက်တဲ့လူကိုဆိုရင်တော့ညထပြီးလယ်ဘေးမှာညစ်မလားမသိဘူးပြီးရင်သူပဲမှန်တယ်အိမ်ကပါဝါသူ့စီမှာပဲရှိရမယ်အင်းယောက်ျားတယောက်အိမ်ထောင်ပြုတယ်ဆိုတာဘော့စ်နောက်တယောက်လူချင်းလို့မဟုတ်ဘူးလေဗျာဘဝလက်တွဲဖို့ အဖို့လူချင်းလို့ဘဝရဲ့တိုက်ပွဲတွေကိုလက်တွဲပြီးအတူတိုက်မဲ့အဖို့အတူမတိုက်ဘူးဆိုရင်တော့နောက်ကနေအားပေးနေမဲ့အဖို့ပျော်စရာတွေစိတ်ညစ်စရာတွေကို မျှဝေခံစားပေးမဲ့အဖို့သူ့ blood line ကို အမွေဆက်ခံပေးမဲ့ကလေးတွေမွေးပေးမဲ့အဖို့ဒါတွေကိုလူချင်းလို့လက်ထပ်တာလေဗျာဒီမျောလင့်ချက်တွေတခုမှဖြစ်မလာပဲ သူ့ကိုဆရာကြီးပဲလုပ်နေတဲ့မိန်းမနဲ့ဆိုရင်သူမပြောနိုင်တော့ဘူးလေဗျာဟုတ်ပါတယ်အတုံးမကြတဲ့ယောက်ျားတွေလည်းရှိပါတယ်ကြားစိတ်အပြည့်ရှိတဲ့ယောက်ျားတွေလည်းရှိပါတယ်အတုံးမကြတဲ့ယောက်ျားဆိုရင်လည်းခမားတို့ဆရာကြီးလုပ်သမျှကိုခေါင်းငုံပြီးခံသွားမှာပါကြားစိတ်အပြည့်ရှိတဲ့ယောက်ျားတွေနဲ့ကြတော့ရေရှည်မှခဲရင်လာလိမ့်မယ်နော် ဒါဆိုရင်ကျမတို့ကကျွန်လုံနေပြရမှာလားအိမ်ဖော်လို့နေပြရမှာလားဆိုပြီးကျွန်တော်ကိုမတိုက်ခိုက်ခင်ကျွန်တော်ပြောတာလေးကိုသုံးအောင်နားထောင်ပြကြပါဦးတထစ်ရှော့ပေးပါခမားဟာကုမ္ပဏီရဲ့ CEO တယောက်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်မန်နေဂျာတယောက်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်ယောက်ျားတဲ့ပတ်စံကိုပို့ပြီးရှာနိုင်တဲ့လူတယောက်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဘာပဲဖြစ်ဖြစ်မိသားစုထဲမှာအိမ်မှာကိုယောက်ျားကို တက်ထစ်လျှော့ပေးပါအိမ်တော်ရဲ့အဆင်ပြေခြင်းတည်းဆိုရင်ပေါ့လေငါဘယ်မှဆိုပြီးတော့ကိုတရူဖူကိုဆောင်းကိုတီနန်းကိုကိုတီဇော့ကိုပလင်ဘော်ကိုထိုင်ခြင်းတည်းဆိုရင်တော့ကျွန်တော်ပြောတာကိုလုပ်ဖို့မလိုပါဘူးအိမ်တော်ကြီးตายရဖို့ကိုရဲ့ယောက်ျားကိုတက်ထစ်လျှော့ပေးလိုက် ကျွန်တော်ဘာကိုဆိုလိုလဲဆိုတာခင်ဗျားတို့အားလုံးနားလည်ပါတယ်တစ်ထစ်ပဲအစအဆုံးလျှော့ဖို့လည်းကျွန်တော်မပြောဘူးတစ်ထစ်ပဲလျှော့ပေးလိုက်ပါခင်ဗျားယောက်ျားပျော်နေရင်ခင်ဗျားလည်းပျော်ရမှာပေါ့ခင်ဗျားယောက်ျားရဲ့ဘဝငြိမ်းချမ်းနေရင်ခင်ဗျားရဲ့ဘဝလည်းငြိမ်းချမ်းမှာပေါ့ခင်ဗျားယောက်ျားအောင်မြင်နေရင်ခင်ဗျားလည်းအောင်မြင်မှာပေါ့တစ်ထစ်လျှော့ပေးလိုက်ပါဒီဆောင်ပါကိုတော့ TikTok ပေါ်က Psychology Masters ဆိုတဲ့အကောင့်ကနေရယူဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ချစ်သူအိမ်တော်ဘက်များအားလုံးရုံးမြေကြပေါင်းသင်းနိုင်ကြပါစေဗျာ။